မင်္ဂလာပါရှင် ကျမတို့ကုလေးလာမှာကြတော့ရေကားလန်တွက်ချက်ချင်းအပိုင်းကိုဆက်ပြီးတော့လေးလာမှာဖြစ်ပါတယ်ရှေ့အပိုင်းမှာတော့ကအဲကျမတို့ဒီတွက်ထားတာရှိတယ်ပေါ့နော် လေးဘေးပတ်လေအဲလေးဘေးအမြင်ရှိတယ်ဒီကံတစ်ခုကိုတိဆောက်မယ်ဆိုလို့ရှိရင်ဂါလန်400ဆက်နေလို့ကျမတို့တွက်ခဲ့တယ်အဲ့ပေါ်မှာမူတည်ရကျမတို့ဆက်ပြီးလေ့လာမှာပေါ့နော်အခုကျမတို့ကဒီဂါလန်1000ရှိတဲ့အဲရေကံတစ်ခုတိဆောက်ချင်တယ်ပေါ့နော် အာအဲ့ဆိုလို့ရှိရင်အလျားရဲ့အနံရဲ့အမြင့်ရဲ့ကိုဘယ်လောက်ထားရမလဲဆိုတဲ့ site ပေါ့နော်အာရေကန်ရဲ့အရွယ်စားကိုသိချင်တယ်ဆိုရင်ဘယ်လိုတွက်မလဲပေါ့နော်အာအဲ့ဒီမှာဆိုရင်400ဂါလန်ကားကြတော့အာနော်၄ပေပတ်လဲ၄ပေမြင့်ကူပါနဲ့ဆိုရင်64ကူပါပေပေါ့အဲ့တော့ဂါလန်1000တွက်ဆိုလို့ရှိရင်ကျမတို့ဘယ်လောက် လုံးဝမလဲပေါ့နော်အဲ့တော့64အမြောက်1000တီးပြီးတော့အဲ400နဲ့စားပေါ့စားလိုက်တဲ့အခါမှာဒီမှာကျမတို့160ကုဘပေရှိတယ်အဲ့တော့ကုဘပေကိုသိရမှာကုဘပေကဘာတွေမြှောက်ထားလဲဆိုတော့အလှယားရဲ့အနံ့ရဲ့အမြင့်ရဲ့မြှောက်တာကုဘပေကအဲ့တော့ကျမတို့က160ကုဘတော့ဟိုလုံးဝမှာတော့တီးပြီးအဲ့တော့အရင်ဆုံးဘာကိုတီးရမလဲဆိုတော့ ဒါဟိုကျမတို့ဒါခတ်မှန်းမှာပေါ့နော်အမြင့်ကိုကျမတို့ငားပြီလို့ချင်တယ်ရေခဲအမြင့်ကိုအဲ့ဒါဆိုရင်အာရလာတဲ့160ကိုတီးပြီးတော့ငားနဲ့စားလိုက်မယ်ငားနဲ့စားလိုက်လို့ရှိရင်ကျမတို့32ရမှာပေါ့စားလိုက်တဲ့အခါမှာအဲ့ကြံခဲ့32ကဘာလဲဆိုရင်အလှရနဲ့အနံနဲ့ကြံမယ်ပေါ့နော်အဲကျမတို့အမြင့်ကတော့တီးပြီဒီမှာအမြင့်ငားပြီလို့မယ်အဲ့တော့အလှရနဲ့အနံအတွက်ကိုဘယ်လောက်ကြံလဲဆိုတော့32ကြံတယ်အဲ့တော့ကျမတို့နောက်ထပ်အလှရဖြစ်ဖြစ်အနံဖြစ်ဖြစ်တစ်ခုခုကိုကျမတို့ထပ်ပြီးတော့အဲ ထပ်မှန်ရမယ်6ပေလောက်เนาะ6ပေလောက်ထားမယ်ပေါ့အလျောက်အဲ့ဒါဆိုရင်32ကို6နဲ့စားရတဲ့အခါမှာကျမတို့9တရမ33ပေဆိုရရတယ်เนาะ9တရမ33ပေကိုကျမတို့လမဖွဲ့ရတဲ့အခါကျတော့9ပေနဲ့4လမရရတယ်9ပေ4လမဘာလဲဆိုရင်ကျမတို့ကဒါအနံ့ရလာတာပေါ့ เนาะအဲ့တော့ဒီအရွယ်စားလေးကကျမတို့တင်းတင်းတယ်လို့ကျမတို့အာတမလိုက်တဲ့အခါမှာအဲကျမတို့ရဲ့အဖြေကဘလောက်ထွက်လာဆိုအမြင့်ကို9ပေထားမယ်အလျားကို6ပေထားမယ်အနံကို9ပေလေးလက်မထားမယ်ဆိုလို့ရှိရင်အာဒါကျမတို့ရဲ့ခြေကန်လေးရဲ့အရွယ်စားရတယ်အဲ့ထဲကိုထည့်မယ်ဆိုရင်ဂါလန်ဘလောက်ဆက်မယ်ဆိုတော့1000ဆက်မယ်ပေါ့နော်ဒီထဲကိုဆက်ဝင်မယ်ခြေခါလန်ကကြတော့ခါလန်1000ဆက်မယ်ဒီထဲကိုထည့်မယ်ဆိုရင်သူ့ရဲ့အလျား အလရကဒီမှာ6ပေအနံက9ပေလေးလက်မှာအမြင်9ပေရှိတယ်အဲဒီရေကန်တစ်ခုကိုတိဆောက်လိုက်မယ်ဆိုရင်ခါလန်တစ်ထောင်စက်တယ်ဆိုတာကျမတို့ထွက်လာမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျမတို့ကအဖြေကိုပြင်ဆင်နေတဲ့အခါမှာဒီက6ပေရဲ့9ပေလေးလက်မှာရဲ့9ပေရဲ့ကိုမြှောက်မယ်ဆိုလို့ရှိရင်ကျမတို့160ပြန်ထွက်ရမယ်ကုပပေးအဲအဲ့ဒါဆိုရင်ကျမတို့ဒီတွက်ထားတာမှန်တယ်ပေါ့နော်ဒီခါလန်တစ်ထောင်အတွက်ကိုဒီလောက်ဆိုင်လုံးမှာရမယ်ဆိုတဲ့အဖြေထွက်ပါတယ်ရှင် နောက်ထပ်လည်းအဲထပ်ပြီးတော့နောက်ထပ်ပို့စာထပ်တော့အောင်မှာမို့လို့ကျမရဲ့ channel လေးကို subscribe လုပ်ထားပါနော်